လူအများသိကျနေကြတဲ့နော်ဖောရဲထားရဲ့လက်ရှိချက်သို့ခရိုနီကိုထက်ခိုင်ဝင်ရဲ့ဘဝအကြောင်းမင်္ဂလာပါပရိသတ်ချင်းရေတရုတ်ဆောင်နော်ဖောရဲထားကတော့အခုလက်ရှိမှာသူမရဲ့အခြေအနေနဲ့ပတ်သက်ပြီးအပြောဆိုအစဲဆိုခံနေရတာဖြစ်ပြီးလွန်ခဲ့တဲ့နှစ်နှစ်ကျော်က73နှစ်ကြာလက်တွဲခဲ့ကြတဲ့လောပိုင်နဲ့ပေါ်ပြီးဆောက်စားလို့ခြားထဲမှာဈာဝင်ခဲ့တဲ့တတိယလူရဲ့ဖြစ်ပရိသတ်တွေကပြောဆိုနေကြတာလည်းဖြစ်ပါတယ် ဒါပေမဲ့လက်ရှိမှာတော့ North Point Air ကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးရင်ဝင်ဖြစ်တဲ့ညမြတာမွန်စီဆိုင်ပိုင်ရှင်ရဲ့အသားဖြစ်သူကိုထက်ခိုင်ဝင်းနဲ့တွဲနေကြတာလည်းဖြစ်ပါတယ်။တော်ဘွေထားတွင်နေတဲ့ကိုထက်ခိုင်ဝင်းရဲ့အကြောင်းကတော့ကိုထက်ခိုင်ဝင်းကအခုလက်ရှိမှာအသက်30ဝန်းကျင်ရှိနေတာဖြစ်ပြီးပြောင်းလုပ်ငန်းစီလုပ်ငန်းတွေမှာဆရာတဆူဖြစ်ပါတယ် အသက်30ဝန်းကျင်နဲ့ဘီလီယံနာတထေးဖြစ်နေတဲ့သူ ဖြစ်ပြီးသူမိဘတွေပိုင်းနဲ့မျက်မြတာမော်လုပ်ငန်းအပြင်သူကိုယ်တိုင်တည်ထောင်ထားတဲ့ Heyplay ကုမ္ပဏီကလည်းမြန်မာနိုင်ငံရဲ့အခွန်ထမ်းဆောင်မှုထိပ်ဆုံးကုမ္ပဏီ၅ခုမှတစ်ခုအပါအဝင် ဖြစ်တယ်လို့သိရပါတယ်။ဆန်လုံငန်းကိုတောင်ကြီးတွေကြီးပဲ30ခုလောက်ပိုင်ဆိုင်ပြီးတော့လက်ရှိဆန်လုံငန်းရဲ့ top 10စီးရင်ဝင် ဖြစ်တယ်လို့လည်းသိရပါဗျ။မြန်မာနိုင်ငံအနှံ့အပြားမှာဟိုတယ်လုပ်ငန်းအနေနဲ့ ဟိုတယ်ခုနှစ်ခုလောက်ပိုင်ဆိုင်ထားတာဖြစ်ပြီးနိုင်ငံရဲ့ခြားမှာဆိုရင်လေငွေကြေးရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီတွေမြောက်များစွာရှိတယ်လို့လည်းသိရပါတယ်။ကိုထက်ခိုင်ဝင်းဟာ BYD ကားကုမ္ပဏီရဲ့ပိုင်ရှင်လည်းဖြစ်ပြီးမြန်မာပြည်ကိုယ်စားလှယ်တဦးရဲရထားသူလည်းဖြစ်ပါတယ်။ Orido ဆက်သွယ်ရေးလုပ်ငန်းကြီးရဲ့အဓိကရှယ်ယာဝန်တဦးလည်းဖြစ်ပြီးတဦးနဲ့ပိုင်ဆိုင်နိုင်ဖို့ရည်ရွယ်ဆောင်ရွက်နေတယ်လို့လည်းသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဆိုင်ပြိုရေးနဲ့မွေးမြူရေးပန်းရဲ့အဓိကရှယ်ယာရှင်ခုနှစ်ဦးတည်းကတဦးဖြစ်ပြီးနိစ္စသူတွေစီကကြားသိရသလောက်ကတော့အခွင့်အာဏာရသူတွေစီးပွားရေးသမားတွေများစွာနဲ့လည်းလောက်ကိုင်းနေတဲ့ခရိုနီပေါ့ဆတယောက်ဖြစ်တယ်လို့လည်းသိရပါတယ်ကိုထက်ခိုင်ဝင်းဟာစင်ကာပူမှာဆိုရင်လေကိုပိုင်းစိန်ခန့်ရွက်လေတစီရှိပြီးချက်သူဖြစ်သူနော်ဖောရဲ့ဌာနဲ့အတူတလားတခါသွားရောက်အနားယူလေးရှိတယ်လို့လည်းသိရပါဗျ။ တငယ်ချင်းအပေါင်းအသင်းတွေလည်းမြောင်များစွာရှိပြီးလူကြီးသားတွေစီးပွားရေးသမားတွေအနည်းပညာရှင်တွေများစွာနဲ့မကြာခဏအမြင်တွေရလေရှိသူလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လေကိုထက်ခိုင်ဝင်ကမိန်းကလေးများစွာရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့သူတယောက်လည်းဖြစ်ပါတယ်။ငယ်စဉ်ကလေးကကျောင်းပေါ်လုံးလက်ရွေးစင်တယောက်ဖြစ်ပြီးအခုလက်ရှိမှာလည်းရန်ကုန်တိုင်းပေါ်လုံးအဖွဲ့ချုပ်အကွက်ထအတာဝန်ယူထားသူဖြစ်ပါတယ်။ အနာဂတ်ရဲ့မြန်မာနိုင်ငံပေါ်လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်လာနိုင်တယ်လို့လည်းထင်ကြေးပေးခံနေရသူလည်းဖြစ်ပါတယ်သာအပြင်ကိုထက်ခိုင်ဝင်းဟာလူအများစိတ်ဝင်စားခြင်းကိုခံနေရပြီးအနုပညာလုပ်ငန်းမှာလည်းပထမဦးဆုံးရုပ်ရှင်တက်ကားထဲမှာလည်းအကယ်ဒမီတန်းရသွားတဲ့သူလည်းဖြစ်ပါတယ်။ကံကောင်းရုပ်ရှင်ဇာတ်ကားနဲ့ခတိယရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်အကယ်ဒမီရသွားတာ2023ခုနှစ်တုန်းကပါ။ ဆလတ်ဘီကိုထက်ခိုင်ဝင်းဟာဟေးပလေးအနုပညာလုပ်ငန်းကိုလည်းပိုင်ဆိုင်ထားပြီးအချိန်တိုအတွင်းမှာအောင်မြင်နေသူလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လေသူရဲ့ချစ်သူဖြစ်တဲ့ Norfolk Air ကို တောက်လျှောက်ပွဲထုတ်လာခဲ့ပြီးကျင်းပေါ်ဇလန်တွဲအနေနဲ့လည်းလက်တလုံးမှာတဟုန်တိုးပေါက်နေတာပဲဖြစ်ပါတယ်။ဘဝင်းကျင်မှာတော့ချစ်သူတက်တန်းနှစ်ကြာစွာတွဲလာတဲ့ချစ်သူဟောင်းခင်းစည်းမုံနဲ့ကွဲကွာသွားတာနဲ့ပတ်သက်ပြီးဝေဝံခြင်းခံနေရတာမကြသေးဘူးလို့လည်းသိရပါတယ်။ ချစ်သူဟောင်းဖြစ်သူခင်ကြီးမုံနဲ့တွဲလာလာကြပြီးမှနော်ဖောင်းရဲ့ထားနဲ့တွဲသွားတာနော်ဖောင်းရဲ့ထားကိုအလုံးကဝိုင်းပြောနေတဲ့အချိန်မှာချစ်သူကအနားမှာရှိတယ်ဆိုပြီးတော့ post တွေကိုတော့မှဖော်ပြလာခဲ့ပါတယ်။အဲဒါကိုနော်ဖောင်းရဲ့ထားက story နဲ့ပြန်တင်ထားတာလည်းဖြစ်ပါတယ်။နော်ဖောင်းရဲ့ထားကတော့အခုလက်ရှိမှာ73နှစ်ကြာလက်တွဲလာခဲ့တဲ့လွမ်းပိုင်တို့ဇုံတွဲရဲ့ကြားထဲမှာဝင်နောက်ခဲ့သူတယောက်အဖြစ်ဝိုင်းပြီးတော့ပြောဆိုခံနေရတာဖြစ်ပြီး လက်ရှိတွင်နေတဲ့ခရိုနီကိုထပ်ခိုင်ဝင်းကလည်းဆယ်နှစ်နှစ်ကြာတွဲလာတဲ့ခင်ကျေးမုံဆိုတဲ့မိန်းကလေးကိုထားခဲ့ကောင်မဖုံးရဲ့ထားကိုလက်တွဲသွားခဲ့တာပဲဖြစ်ပါတယ်။